အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာမြတ်တန်းတင်ရေးသားခဲ့တဲ့ကျင်းနီအောင်အချင်းနဲ့ဝတ္ထုတို့များဆိုတဲ့စာအုပ်ထဲကကျင်းနီအောင်အချစ်ဝတ္ထုလှလှလေးတပုတ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့နဲ့ဒိုအပ်ချက်တစုံတရာရှိလာခဲ့ရင်လည်း Comment မှာဝေဖန်ပေးဖို့မေတ္တာရက်ခံကြပါတယ်ခင်ဗျာကျင်းနီအောင်အချစ်ဝတ္ထုလှလှလေးတပုတ် သူ့ကိုညကြီးနားအဆန်ရထားပေါ်မှာကျွန်တော်တွေ့ခဲ့ခြင်းဖြစ်သည်ညကြီးနားအဆန်သည်မန္တလေးဘူတာကြီးမှ၃နာရီတွင်ထွက်၏အထက်တန်းတွဲတွင်ဒူးသိမ့်မရှိလအသက်60ကျော်ခန့်ရှိသည့်ရုပ်ရည်တန်ပြန်သည့်ကချင်အမျိုးသားကြီးတယောက်နောက်တွင် ထိုအမျိုးသားကြီးမှာတင်းအောင်စရာတူဖြစ်သည်ဟုသိရသည် အရာရှိပေါက်စာလာကျောင်းသားလားဟုကျွန်တော်မခွဲခြားနိုင်သောအသက်30တွင်လူငယ်နှစ်ယောက်သူတို့နှစ်ဦးမှာ ဆောက်လုပ်ရေးမှ အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြောင်းတောင်တွင်သိရသည်စစ်ဘုတ်ကလေးတယောက်သူ့ကိုယူနီဖောင်းဝတ်ထားသဖြင့်စစ်ဘုတ်မှန်းသိရခြင်းဖြစ်သည်ညာခါစားလင်မယားဖြစ်ဟန်သူသည်လင်မယားစုံတွဲတွဲသူတို့ကယုကရင်ချစ်တုံတင်နေကြပုံကိုကြည့်၍ညာခါစားလင်မယားဟုပြောရခြင်းဖြစ်သည်အသက်50ကျော်ခန့်ရှိအရာရှိကြီးကတော်နှင့်တူတူတယောက်နှင့်သပင်ကိုအခြေကောက်ကောက်ထားသည့်သူ့သမီးငယ်အရာရှိကတော်ဟုဆိုရခြင်းမှာ သူ့အစဉ်အပြင်နဲ့သူ့စကားများအရသိရခြင်းဖြစ်ပါသည်ထိုမျိုးသမီးကြီးသည်သူ့ယောက်ျားအရာရှိကြီးညီမအလုပ်ကြိုးစားကြောင်းည၈နာရီ၉နာရီထိုးမှဒုံဆင်းသက်ကြောင်းရခင်ကသူတို့အတွက်ဂျုံကား၂ဆင်းရတော်လဲယခုမှဒဇင်းသာရသဖြင့်လွန်စွာဒုက္ခရောက်လာကြောင်းစသည်စသည်စကားများကြောင့်လဲသူ့အမျိုးသားမှာတော်တော်ကြီးသည့်အရာရှိကြီးဖြစ်မည်ဟုကျွန်တော်ယူဆလိုက်သည်ထို့အပြင်ကုံတယ်နှင့်တူတူ လူရွယ်၃ယောက်နဲ့เจ้าဥဆရာကြီးတယောက်တူတာပါသည်မန္တလေးမှာထွက်လာတော့ကကျွန်တော်တို့တွေ့တဲ့တွင်လူသိမ့်မများလားချောင်းချောင်းချီချီပဲကျွန်တော်ဒီအင်းဝတသားကြီးနားတို့ယထာရောက်တော့အခါတွင်တောင်ဘက်တွင်လှမ်းမြင်ရသောနမ်းမတော်မင်းသူအုပ်เจ้าကို၎င်းမြောက်ဖက်တွင်လှမ်းမြင်ရသောရွှေကြက်ရက်နှင့်ရွှေကြက်ကြစီရီနစုကို၎င်းစကိုင်းတောင်ရိုးပေါ်မှဂိုင်းတောင်အသွေးပုံးရောင်ဖွေးနေသောဇေဒီပထိုးများကို၎င်းဒေးကြည်လာခဲ့သည် အင်းဝတသားကိုကြော်၍စကိုင်းဘူသားတို့ဝင်လျင်အီးတဲ့အသက်ဆင်းရှိသည်အများအားဖြင့်တတ်သူများဖြစ်သည်ကျွန်တော်သည်ယထာပြတဲ့မှခေါင်းပြူကတာယိုးအောင်မှဝစ်ဆင်းနေသောစကိုင်းကိုငေးကြည့်နေသည်ပုံစံကျွန်တော်တို့တွေ့တဲ့တို့လူငယ်၂ယောက်၃ယောက်နဲ့မျိုးသမီးငယ်၄၅ယောက်ခန့်တက်လာကြ၏လူငယ်များမှာဂျင်းပေါင်းမီနဲ့ဂျင်းချကင်တို့ဝတ်ထားကြ၍မျိုးသမီးငယ်များမှာရှက်အင်းကြီးလက်ရှိကို အပြင်ထုတ်ပြီး ဝတ်ထားကြ၏သူတို့အားလုံးသည်ကျွန်တော်တို့တွဲပေါ်မှနေရာလွတ်များတွင်ဝင်ထိုင်ကြသည်သူတို့တွင်ပါလာသည့်ပစ္စည်းများကလည်းမနှဲလားတယောက်လျင်ပလတ်စတစ်ချင်းနှလုံးသုံးလုံးခန့်ကက်ဆက်ကိုပိုက်ထားသူကလည်းပါသေးသည်သူတို့အားလုံး၏အပြောဆိုကိုနားထောင်ခြင်းဖြင့်အချင်းအမျိုးသားအမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်အမျိုးသမီးငယ်များမှာ20ကျော်အစိတ်အတွင်းမှသာရှိကြအောင်မည်တို့ရာတွင်သပင်းတို့များနှင့်ဖြစ်၍ကျွန်တော်မျက်စိထဲတွင်မူ ်30ကျော်ရွယ်သူတွေကြီးဖြစ်နေသည်ယထားထွက်သည့်အခါတွင် သူတို့တိုက်တွင် သူတို့ပစ္စည်းများကို နေရာချကြ သူတို့အားလုံးသည်ရုပ်အချောကြီးမဟုတ်ကြတော့လဲငယ်ရွယ်နှုတ်ပြိုခြင်းကြောင့်သူတို့မျက်နာများသည်ကြည်ကောင်းနေကြ၏သူတို့တဲတွင်အယံမြင့်မြင့်နှာတန်ပေါ်ပေါ်မျက်လုံးမျက်ခုံကောင်းကောင်းနဲ့မျိုးသမီးလေးကိုကျွန်တော်တတိထား၍ကြည့်မိသည်အသားမှာမူလကဖြူဝင်းခဲ့ပုံရတော့လဲယခုမူဒီလောင်သဖြင့်ကျင်းနေအောင်ပေါက်နေလေပြီ။ တို့ရာတွင်သူဤကျင်းနေရောင်လှသည်သမျိုးကြည်ကောင်းနေ၏အသားရည်ဆိုပြေတင့်ရွှန်းလက်ကောင်းငင်ကြီးနှင့်မြေကြီးကြားကလွတ်လပ်လဟာတဲတွင် ရှင်သန်ကြီးပြင်းခဲ့ရသောတောပန်းရိုင်းတပွင့်နှင့်တူနေသည်ကျင်းနေရောင်လှသည်သူတို့ထဲတွင် အကြီးဆုံးဖြစ်ဟန်သူသည်ရန်ကုန်မန္တလေးစသည့်မြို့များကိုလည်းမကြာခဏရောက်ဖူးဟန်ရှိသည်နေဝင်ဟီတီရောတွင်ချက်သားသည်ဘသူခက်ခတွင်ရဲ့ဤကျွန်တော်သည်အဲ့တွင်ပါလာသောဇုံးနေခရင်ကိုထုတ် ်ရေပလင်းအသင့်ပြင်ကမန္တလေးမှဝယ်ယူလာသည့်ဗန်ပေါင်းထုတ်ကိုဖြည့်၍စားသည်ဘသူခက်ခါမှထွက်လျင်ကျင်းနီအောင်အလှတတိုက်တို့လည်းသူတို့တွင်ပါလာသည့်သမင်းထုတ်များကိုကြည့်၍စားကြသည်ဖိုမြမကသူတို့အထဲတွင် ချင်းသောထဲတွင်ပါလာသည့်စီတိုဘူးဘုံချင်းချင်းတို့စားလီတို့ကိုလည်းထုတ်၏အမဒီတစ်ခေါက်ဘလောက်ကြံတယ်လဲမျိုးသမီးငယ်တယောက်ကကျင်းနီအောင်အလှကိုလှမ်းမိသည်တခု သူတို့တို့တွေဘာရောက်၍ဘာဝယ်လာကြသည်ကိုကျွန်တော်မသိစကိုင်းဘက်တွင်၎င်းမန္တလေးတွင်၎င်းအယောင်းအဝယ်ဖြစ်ခဲ့ကြပုံရသည်သူတို့ရောင်းသည့်ကုန်ပစ္စည်းသည်ကန့်တတ်ကုန်လောကင်းလုံကုန်လောဆိုလီကိုလည်းကျွန်တော်မသိနိုင်ဘာတွေဝယ်လာသလဲဘာမှမဝယ်နိုင်ပါဘူးဟဲ့ကလေးတွေဘို့အင်ကြီးစားကလေးတွေရဲ့အမေဘို့အင်ကြီးထိုးပေးမလို့တိုးဝင်းနှစ်ပေါင်လောက်ရယ်ဟိုကက်ဆက်ကြီးကရော အမျိုးသမီးငယ်ကထိုင်ကုန်ပေါ်တွင်တင်ထားသည့်နေရှင်နယ်ကက်ဆက်ခန့်ငယ်ငယ်နှလုံးကိုမင်းငေါ်ပြသည်။ဒါကပြန်ရောက်ရမယ်လေ။ဒီတစ်ခေါက်မှဘာမှကြိုက်တဲ့ကုံရှာလို့မတွေ့ဘူး။တွေ့တော့လေငါမှပစ္စည်းမလောက်ဘူး။ဒါနဲ့ကက်ဆက်တစ်လုံးဝဲလာတယ်။အ ਨੇ စုံခရီးစရိတ်လေးတော့ကြီးမှာပေါ့။ကလေးတွေကိုအမေနဲ့ထားခဲ့သလား။အေးအေးအမေကတခြားမှနေတယ်။အိမ်မှာသူတို့နဲ့အဖိုးကြီးပဲထားရခဲ့ရတယ်။ ချင်းနီအောင်အလှည်မျက်နာကလေးသည်ပြိုးသွား၏ကျွန်တော်သည်သူ့မျက်နာကလေးကိုကြည့်ခြင်းစဉ်းစားနေသည်ကလေးတွေကိုအိမ်မှာထားရက်တည်ဆိုတော့သူ့မှာခင်မုန်းတို့ဘာလို့ရှိမှာပဲခင်မုန်းကဘာလို့တလဲရုံးအမှုတန်းလားပုံတယ်လားဒါမှမဟုတ်မုံဆိုးမကလေးတယောက်လားအဖိုးကြီးဆိုတာအဖေလားဟု တွေးနေသည်ရွှေဘူကိုယထားဝင်လာသည့်အခါတွင် ပေါင်စပြိုးနေလေပြီ အဝေးလေဝင်းများသည် အမောင်းထဲတွင်ကန္နာယာကြီးများနဲ့တူနေသည် ယထာမိကခတ်မိန်မိန်ယထာဒီဘူတာတစ်ခုပြီးတစ်ခုရက်ဤယထာရက်တိုင်းယထာဘေးပလက်ဖောင်းမှာဈေးတယ်များဤအော်ဒန်များကိုကြားနေရသည်ခဏကြာလင်ယထာဒီဂျိန်ကနေလုကဒုံးဆိုင်နေသောမြင်းကြီးတကောင်တို့တောတောင်စိတ်မြိုင်တွေထဲမှပြက်ခုတ်လာသည် ကျွန်တော်ဒီယထာခုံပေါ်တွင်ထိုင်လျက်အိမ်ရန်ကြိုးစားသည်တို့ရာတွင်မပြောပါ သူတို့တို့တွေလှုပ်ရှားတန်သူတို့တို့တွေစကားပြောတန်သူတို့တို့တွေရေးတန်သူတို့တို့တွေဂီတာတီးတန် ။တချင်းဆိုတန်တို့ကိုကြားနေရသည်။ကချင်ဘာသာဖြင့်ဆိုနေသည်။နားထောင်လို့ကောင်းနေသည်။ကိုတချင်းသည်ကျွန်တော်ကြားဘူးတော့တချင်ကျေးလက်တချင်ကိုပြန်လည်ဆန်းတက်တော့တေးတပုတ်လားခစ်ပေါ်တေးလားဆိုဒီကိုလည်းကျွန်တော်မသိနိုင်။ကျွန်တော်ကြားဘူးတော့ကချင်ကျေးလက်တချင်မှာအချစ်ပွဲဖြစ်သည်။မေခနဲ့မလိခမျက်စုံမှတောင်ဆက်တွင်ရွှေမုံကလေးတွေဝင်းနေကြသည်။ကိုရွှေမုံကလေးများကိုတူကျင်ယူ၍ရသည်။ပင်မြင့်ရန်တွင် ဝေယောင်တစ်ခွတွေဖွေးဖွေးလှုပ်နေအောင်ပွင့်နေကြသည်ထိုတစ်ခွပန်းကိုလည်းတူဆွနိုင်သည်တောင်ဆောင်တွင်တောင်စိတ်တကောင်ပြေးနေသည် ထိုအပြေးမြန်သောတောင်စိတ်ကိုလည်းတူဖမ်းနိုင်သည်တို့ရာတွင်ရွှေမုံလိုဝင်း၍တစ်ခွလိုငွေယောင်ဖြူဖွေးကတောင်စိတ်လိုအပြေးမြန်သောတူချစ်တူကုန်မူတူမရနိုင်ဟုကျေးလက်တစ်ချင်တွင်လူလင်ကညီးသွားသည်ယခုသူတို့တီးနေသည့်ဂီတာတန်နဲ့သူတို့ဆိုနေသည့်တချင်သည်အချစ်ဖွဲ့လားအချစ်ဖွဲ့ဆိုရင် လွန်လေပြီးတော့အခါကအချစ်ပွဲလောသစေရာစုနှောင်းကာလဤအချစ်ပွဲလောဘယ်အချိန်ကအချစ်ပွဲပဲဖြစ်ဖြစ် အချစ်ဤအသွေးအရောင်ပါလျင်ဘဝသည်စူပြေလှပမြဲပင်ကျွန်တော်သည်အချစ်ဝတ္ထုများဖြင့်နာမည်ကြီးလာသောစာရေးဆရာတစ်ယောက်ဖြစ်၏ငငယ်တုန်းကလည်းအချစ်ဝတ္ထုတွေကိုရေးခဲ့သည်ယခုတက်လက်ပိုင်းရောက်လာ၍သားတွေသမီးတွေအရွယ်ရောက်လာသည့်အခါတွင်လည်းအချစ်ဝတ္ထုများကိုပင်ရေးအုံးမိတာဖြစ်သည်လောကတွင် အချစ်လောက်တန်ရှင်းသည့်အရာ အချစ်လောက်ဖြူစင်မြင့်မြတ်တဲ့အရာမရှိဟုကျွန်တော်ယုံသည်ဝေဖန်ရေးဆရာတွေက ကျွန်တော်ဝတ္ထုများကိုညီတို့ဝေဖန်ကြသည်ဖြစ်စေကျွန်တော်ခယူမထားကျွန်တော်ငယ်စဉ်ကရေးဖွဲ့ခဲ့သည့် အချစ်ဝတ္ထုများကိုကိုယ်စဉ်ကစေကျော်တက်များဖတ်ခဲ့ကြသည်သူတို့တွေကြီးပြင်းအွယ်ရောက်၍အချစ်ဝတ္ထုကိုမဖတ်ကြတော့လဲနောင်လာမည့်စေကျော်တက်များကကျွန်တော်အချစ်ဝတ္ထုကိုဖတ်နေကြသေးသည်နောင်တွင်လဲရိုးစက်တဲ့လူငယ်များသည်ကျွန်တော်အချစ်ဝတ္ထုများကို ဖတ်နေပေလိမ့်ဦးမည်။ကောင်းငင်တွင် နေမင်းထွန်းလင်း၍လာမင်းဝင်းပနေသည်မျှအချစ်ရှိနေဦးမည်။ဘဝရှိနေသည်မျှအချစ်သည်ရှိနေဦးမည်။ကျွန်တော်ရေးခဲ့သောဝတ္ထုများမှဇက်လိုက်မင်းသားကလေးများသည်ရွှေမင်းသားလေးတွေဖြစ်နေမည်။ဇက်လိုက်မင်းသမီးကလေးများသည်လည်းရွှေမင်းသမီးလေးတွေဖြစ်နေရမည်။သူတို့၏အနုအနွယ်သည်လက်ပြတောင်ပန်ခန့်ယုံဖြင့်မူးမေသွားသောဝေလူမျက်စွာမင်းသမီး၏လူပုံနှွဲပုံမျိုးဖြစ်နေရမည်။ ူတို့ဤအချက်ပနတ်ကဲ့သို့ခိုင်မြဲရမည်သူတို့ဤအလွမ်းသည်စန္နကိန္ဒရီဇတ်မှကိန္ဒီကိန္ဒရာမောင်နှံဤအလွမ်းကဲ့သို့လူနေပေးရမည်သူတို့ဤဒုက္ခသည်စင်ဒရဲလာဤဒုက္ခကဲ့သို့တနေရမည်သူတို့ဤအချက်ဇက်လန်းသည်ဂရိပုံမြင်ထဲမှတိုးချောင်းသားကလေးနှင့်ဂရိမိုင်းဤအချက်ဇက်လန်းကဲ့သို့ဆုပြန့်ွယ်ကောင်းနေရမည်သူတို့ဤဇပောင်းကန်းသည်ချားလ်စ်မင်းနာနှင့်ဒိုင်ယာနာတို့ဤမင်္ဂလာခီးကဲ့သို့ကြည်နူးเสียရာကောင်းနေရမည် ကျွန်တော်အချစ်ဝတ္ထုတန်တန်များတဲ့တွင်အယုတ်ဆိုးကြီးတန်မှုတွေမပါစေရအနှိတ်ထာယုံတွေမပါစေရအားလုံးဒီတိတ်ထာယုံလွှမ်းခြုံနေရမည်ကျွန်တော်ဒီအချစ်ဝတ္ထုလှလှလေးတွေဖြင့်နာမည်ကြီးလာသူဖြစ်ရာကလောင်တန်ကိုလွှတ်ချလိုက်တဲ့အချိန်ထိအချစ်ဝတ္ထုလှလှလေးတွေကိုကြီးသွားမည်လောကတွင်အချစ်လောက်တန်ရှင်း၍အချစ်လောက်ကြည်နူးစရာကောင်းတဲ့အရာသည်မရှိဟုကျွန်တော်ယုံသည် အချစ်ကိုညဉ့်ဉန်းအောင်လုပ်တီကိုကျွန်တော်မခံနိုင်အချစ်ကို ဇီဝဗေဒဆိုင်ရာလိုအပ်ချက်များနဲ့ကြောထွေးရှက်တင်လှုပ်ခြင်းကိုကျွန်တော်တီးမခံနိုင်။ထို့ကြောင့်ကျွန်တော်ဒီအချစ်ဝတ္ထုလှက်လာကလေးများကိုတစ်လျှောက်လုံးရေးခဲ့သည်။ယခုလည်းကျွန်တော်ဒီအချစ်ဝတ္ထုလှက်လာကလေးတစ်ပုဒ်ရေးရန်အတွက်ခရီးထွက်လာခြင်းဖြစ်သည်။ကျွန်တော်ဒီပျော်သောဝတ်နိုးသောဝတ်ဖြင့်သူတို့စကားများကိုနားထောင်ကြည့်သည်။အထူးသဖြင့်ကြီးနေအောင်အလှရေးစကားများကို စိတ်ပါဝင်စားစွာနားထောင်မိသည်။သူ့ကိုအဖော်များကခေါ်နူးဟုခေါ်ကြသည် ။အော်သူ့နာမည်ခေါ်နူးတဲ့။လှလိုက်တဲ့နာမည်ကလေးခေါ်နူးဆိုတော့အထွေးဆုံးပေါ့။ညီမလေးပေါ့။ခေါ်နူးဤအဖေနဲ့အမေများမှာတောတွင်းသဘောအုပ်စုတစ်ခုမှဖြစ်ကြောင်းခေါ်နူးကိုလွန်ခဲ့သည့်နှစ်အစိတ်ခန့်ကမွေးခဲ့ခြင်းဖြစ်ကြောင်းသူ့ကိုမြောက်ပိုင်းတောင်ကုန်းဒေသရှိတောင်တန်းကြီးတစ်ခုမှတောင်ဆွဲကလေးတစ်ခုပေါ်တွင်မွေးဖွားခဲ့ကြောင်းနောက်တွင်ခွန်နူးသည်တောတွင်းသို့ပါလာခဲ့ပြီးအိမ်တောင်ကျခဲ့ကြောင်းသားသမီးများရလာသည့်အခါတွင် တနတ်ချာကညကြီးနာမန်ခိန်ရွှေဆက်တွင် အခြေချခဲ့ကြောင်းဖြင့်သူတို့စကားများအရာသိရသည်ညကြီးနာအစံသည်တဘာဘူတာတွင်အကြာကြီးရက်သည်တဘာဘူတာယုံကလေးသည်မနက်ခင်းဝေလီဝေလင်းထဲတွင်တုတ်ရှားအတက်ဝင်နေသည်ထိုအုံမောင်းကြီးထဲတွင်မိယောင်ကလေးများသည်ပိုးဆုံကျူးများလိုလက်နေသည်ဘူတာတဲတို့ဆင်ကတဖက်ရည်ဆိုင်တဲတို့ကျွန်တော်လာခဲ့သည်တဖက်ရည်ဆိုင်တွင်ဒူတွေပြည့်ကျက်နေသည်စပွဲလိုရှာမတွေ့သဖြင့် တောင်းချာချာဖြစ်နေစဉ်။အော်ဦးလားလက်ဖက်ရည်တောက်ပါအောင်လား။ကြည့်လိုက်သည့်အခါတွင်ခေါ်နူးနှင့်သူ့အဖော်နှစ်ယောက်သူတို့စပွဲတွင်လူချောင်းတစ်ဖြင့်ကျွန်တော်ဝင်ထိုင်၏။တောက်တောက်ဦးကစာရေးဆရာဆိုခေါ်နူးကကျွန်တော်ကိုမေးသည်။အင်းအေးဟုတ်တယ်ဘာဖြစ်လို့လဲ။ကျွန်တော်ကတအံ့တအောဖြင့်ပြန်ဖြေသည်ကျွန်တော်စာရေးဆရာမန်း ဘလို့လုတ်ပြီးတည်သွားပါလေ။အော်ဟုတ်ပြီ။မနေ့ညကယထားပေါ်တွင် ကျွန်တော်နှင့်ခရိယန်တင်းဥဆရာကြီးစကားလက်ဆောင်ကြခဲ့သည်။အတိတ်ရောက်လာ၍နှုတ်ဆက်စဉ်ကလည်းကျွန်တော်တို့စာရေးဆရာတွေအကြောင်းစာပေအကြောင်းစာဆိုတော်ပွဲတွေအကြောင်းကျွန်တော်တို့ပြောပြခဲ့ကြသည်။ကိုစကားများကြောင့်ကျွန်တော်စာတီးကိုတည်သွားခြင်းဖြစ်သည်။စာရေးဆရာဆိုတော့ဘာတွေရေးသလဲ။အချက်ဝိထုတွေရေးသလား။ခွန်နူးကကျွန်တော်ကိုပွန့်ပွန့်လင်းလင်းမေးသည် ကျွန်တော်ဘာဖြေရမှန်းမသိအဲဆိုပါတော့ကွယ်အချစ်ဝိတ္ထုလှလှကလေးတွေဆိုပါတော့ကျွန်တော်ကခက်လွယ်လွယ်ဖြေလိုက်ดิဒီလိုဆိုရင် ပြောရအောင်မယ်စိတ်တော့မရှိနဲ့နော်ဥကျွန်တော်ရင်တထိတ်ထိတ်ဖြစ်နေလေပြီခေါင်းလူးဒီကျွန်တော်ဝိတ္ထုများကိုဝေဖန်ပြီလောသို့မဟုတ်ညမစာပေလောကကြီးကိုဝေဖန်ပြီလောပြောပါရပါတယ်စာရေးဆရာရဲ့စာဟာ သူ့ကလောင်ကထွက်သွားပြီးစာဖက်ပရိသတ်လက်ထဲရောက်သွားပြီဆိုတာနဲ့သူမပိုင်တော့ဘူးစာဖက်ပရိသတ်ကပိုင်သွားပြီဒီတော့ကြိုက်တယ်လို့ပြောနိုင်ပါတယ်မင်းတို့ပြောတဲ့စကားနဲ့ပြောရရင်စာဖက်သူကစားသုံးသူကိုပစ္စည်းတစ်ခုကိုတုံးကြည့်တယ်ကြိုက်ရင်ကြိုက်တယ်လို့ပြောနိုင်တယ်မကြိုက်ရင်လည်းမကြိုက်ဘူးလို့ပြောနိုင်တယ်စားသုံးသူမှာထင်မြင်ချက်ပေးပိုင်ခွင့်ရှိတာပဲထင်မြင်ချက်ပေးတာကိုမခံချင်ရင်မခံနိုင်ရင်ဒီပစ္စည်းကိုစားသုံးသူလက်ထဲကိုမဖြတ်နဲ့ပေါ့ ကို့ဘာသာကိုတိမ့်ထားဖို့အခုတို့စာအုပ်တွေကတော့မင်းတို့စားသုံးသူလက်ကိုဖျက်လိုက်ပြီးဒီတော့မင်းတို့အကြိုက်နဲ့တွေးချင်လဲတွေးမယ်တွေးချင်မှလဲတွေးမယ်ချိုဒီခါးတွေကိုပြောပိုင်권ရှိပေတာပေါ့ကျမကတော့ဒါတွေကိုနားမလည်ပါဘူးစာရေးဆရာနဲ့တွေ့ခဲ့တော့ပြောချင်တာကလေးပဲရှိလို့ပါမင်းကဝိတ္ထုတွေဘာတွေဖတ်လို့လားကိုတော့ကတော့အရန်ဖတ်တာပေါ့ကိုတော့ကအရန်ဖတ်တယ်ဆိုတော့ ခုရောခွန်နူးကပြုံး၍ခေါင်းရမ်းပြကအခုတော့တိတ်မဖက်တော့ဘူးဘာဖြစ်လို့ခွန်နူးဤမျက်နာသည်တည်သွား၏အော်ဦးတို့ဝတ္ထုတွေကိုပဲပြန်ကြည့်ပါအောင်တခါလာအချက်တခါလာအချက်ကောင်မလေးနဲ့ကောင်လေးချစ်လိုက်ကြတာသူတို့မှအချက်ကြောင့်ပြောအချက်ကြောင့်ဆွေးအချက်ကြောင့်ယူအချက်ကြောင့်ရဲအချက်ကြောင့်မျက်ရည်ကျဒါကတော့ဟဲ့ လူငယ်တွေရဲ့ဘဝမှာအချစ်ဟာအရေးကြီးတဲ့ခံစားချက်တစ်ခုဖြစ်နေတာကိုလူဒီပေါမုံတစ်ခုတည်းဖြစ်တာအသက်ရှင်နေသည်မဟုတ်ဟုတမာချန်းစာကလည်းဆိုထားတာပဲပေါမုံအပြင် အခြားအရေးကြီးတဲ့အရာတွေခံစားချက်တွေလည်းရှိနေသေးတယ်မဟုတ်လားကျွန်တော်ဒီအလိုလိုခံစားအနေထားတွင်ရောက်နေသည်ဟုတ်ပါတယ်လူတွေဟာပေါမုံရှိုံနဲ့မပြီးဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့ဦးတို့စာရေးဆရာတွေဟာ ပေါင်မုံထက်အချစ်ကိုဦးစားပေးနေကြတယ်လို့ပြောတာပါဦးတို့ဝိထုတွေတဲကဇက်လိုက်တွေဟာဇာခန်းစည်းတွေနောက်ကမထွက်ကြတော့ဘူးလားဒင်းစာကားတွေဘောကမစင်းကြတော့ဘူးလားတတရာစီလမ်းမကြီးတွေဘောမှာပဲရှောင်းနေကြအောင်ပါလားဦးတို့ဇက်လိုက်တွေဟာချစ်ယုံတာချစ်တတ်ပြီးအသက်ရှင်ဖို့ကြတော့ရှားဖွေမစားတော့တတ်ကြဘူးဦးတို့ဇက်လိုက်တွေကိုကြည့်လိုက်ရင်ဝိထုတစ်ခုလုံးကဆုံးသွားရောကောင်လေးကလည်းဘာလုတ်ကင်စားတော့မှန်းကိုမသိဘူးကောင်မလေးကလည်းဘာလုတ်ကင်စားတော့မှန်းမသိဘူး ခွန်နူးတို့လိုတောကကောင်မလေးတွေအကြောင်းကိုရေးပုံမရတော့ဘူးလားတို့လေရေးပါလေကွယ်ဒါပေမဲ့ခတ်တာကမင်းတို့အကြောင်းကိုတို့ကောင်းကောင်းမသိတာကခတ်တယ်ဒီတော့ရန်ကုန်မြို့ပေါ်ကဒင်းစာကားကြီးပေါ်ကကောင်မလေးတွေအကြောင်းဇာခန်းစည်းနောက်ွယ်ကကောင်မလေးအကြောင်းကိုပဲရေးရတာပေါ့ဘယ်တတ်နိုင်မလဲဥယေရေးရှင်နေဆိုရေးစရာတွေအများကြီးပါဒီပြင်မကြည့်နဲ့ကျမတို့ကိုပဲကြည့်ပါ ကျမတို့နှစ်ဖူးထဲမှာပြောစရာတွေအများကြီးဥလိုရင်းမယ်ဆိုရင်ရေးလို့တော့ကုန်မှာမဟုတ်ဘူးသူ့စကားကိုသဘောကျ၍ကျွန်တော်ရေးလိုက်သည်ခေါနူးသည်သူ့ခံစားချက်ကိုရင်းနဲ့အပြေးဟုမပြော နှစ်ဖူးနဲ့အပြေးဟုပြောသွားသည်ဒါကတော့မင်းအမြင်ကိုတို့လိုစာရေးစရာတွေကတော့ငတ်တာပြက်တာတွေမရေးချင်ဘူးစိတ်ညစ်စရာတွေကိုမရေးချင်ဘူးရေးရင်လဲလူတွေကမဖတ်ချင်ကြဘူးလူတွေကဒုစာတွေကိုဖတ်ပြီး ကြည်နူးခြင်းနဲ့ပျော့ခြင်းနဲ့နေ့စဉ်ကိုရေးကိုသာစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကထွက်ပြေးပြီးတောင်လေးနဲ့ကောင်ပါလေးရဲ့အချစ်ပုံလှလှကလေးတွေကိုမြင်ခြင်းနဲ့ဒူတွေကဒါမျိုးမှကြိုက်ကြတယ်ဒီတော့ဒူလဲပြိတ္တအကြိုက်ကိုရေးရတာပေါ့ဒူငယ်တွေဟာသူတို့ရဲ့အချစ်ကိုညှစ်မို့တောင်ထဲမှာနှိုင်းကျင်ကြတယ်ချစ်တုံးကိုဘိုးလီစင်ရင်ကိန်းနီကိန်းနီယာမောင်နှံလိုသူတို့အလွမ်းဟာပင်လယ်လောက်ကြီးတယ်ထင်ကြတယ်ချစ်သူရဲ့မျက်လုံးအဝင့်ဟာ ဂရေတန်းလောက်တန်းတယ်လို့ထင်ကြတယ်တို့ဝိထုတွေကိုအဲ့ဒီလူငယ်ကလေးတွေကဖတ်ကြတော့တို့လေသူတို့အချစ်ချောင်းကိုပဲတန်တန်ကလေးရေးရတာပေါ့အဲ့ဒီအချစ်ဝိထုတန်တန်ကလေးတွေမှာဆင့်ညစ်စရာမပါရဘူးအယုတ်ဆိုးတာမပါရဘူးအကြီးတန်တာမပါရဘူးဗိပြာကလေးတွေဟာကြာဝင့်ပေါ်မှာနာကြာဝင့်ပေါ်မှာအိတ်ကြာဝင့်ကဝိရီကိုတောက်တုံးကြာဝင့်ဆံကိုစားကြတယ်လို့တို့ဝိထုတွေကကောင်မလေးတွေကောင်လေးတွေဟာလည်းအချစ်ပေါ်မှာနာ အချစ်ကိုတောက် အချစ်ကိုစားပြီးအချစ်ပေါ်မှာအိတ်ကြရမယ်။သူတို့ရဲ့အချစ်ညတွေဟာဝေလာရောင်အမြဲလင်းနေရမယ်။သူတို့ရဲ့အချစ်မှာတင်ညိုကလေးတွေချက်ဖတ်တပွက်စာလောက်ဖုံးသွားတာနဲ့လက်ဆိုင်နဲ့မဟာငယ်ကြီးဖြစ်နေရမယ်။ဒါမှသူတို့ကကြိုက်တယ်။ဒါကြောင့်တို့တို့တွေအချစ်ဝတ္ထုတန်တန်ကလေးတွေကိုရေးနေကြတာပါ။အချစ်ဝတ္ထုတန်တန်ဆိုတာကော ရှိလို့လားဦး။ဟာဘာဖြစ်လို့မရှိရမှာလဲ။အဲ့ဒီအချစ်ဝတ္ထုတန်တန်လေးတွေထဲမှာ ခေါင်းနူးကကျွန်တော်ခုခံပုံကိုကြည့်၍ရည်သည်မဟုတ်ပါဘူးကျမဆိုလိုတာကအချင်းနဲ့ဘဝဆိုတာခွဲလို့ရသလားလို့မေးတာပါဟမ်ဘာရဲ့အချင်းနဲ့ဘဝဟုတ်လားဘဝဆိုတာမင်းကဘာကိုပြောချင်တာလဲဥမေ့သွားပြီထင်တယ်ပေါမုတ်လေးဥဝမ်းတထွာလေးသမင်းစာနေတဲ့လူတယောက်ရဲ့ရင်မှာဘဲနဲ့လှုပ်ပြီးချက်ချင်းမြတ်တာရှိနိုင်အောင်မလဲဦးရဲ့ သမင်းကိုရှာရတာဟာဘဝပေါ့ဝမ်းတထွားကိုចောင်းရတာဟာဘဝပေါ့နှလုံးသားကိုတုတ်တခုလဲဖဲထုတ်ထားလို့မရပါဘူးဦးရဲ့နှလုံးသားနဲ့အစာအိမ်ဟာတွဲနေပြီးမှဒုတယောက်ဟာအသက်ရှင်နေမှာပေါ့မဟုတ်ဘူးလားအခုတော့ဦးတို့ဟာနှလုံးသားအเจ้าကိုသာရေးပြီးအစာအိမ်အเจ้าကိုခြံထားကြတယ်အချစ်အเจ้าကိုသာရေးပြီးဘဝအเจ้าကိုမိနေကြတယ်ဝေဖန်ရတဲ့အတွက်ဝမ်းနေပါတယ်ဦးကဲကျမတို့သွားတော့မယ် ကျုံလို့ပြောတာပါနော်ဘလို့မှအောင်မမေ့ပါနဲ့ညကြီးနားရောက်လို့ဘန်ခိန်ရွှေဆက်ကိုရောက်ရင် ကျမတို့အိမ်ကိုဝင်ပါမေးလိုက်ရင်သိပါတယ်ခေါ်လို့ဒီအဖော်များနဲ့အတူရထားစီတို့ထွက်သွားနေစဉ်ကျွန်တော်ဒီသူပြောသည့်စကားများကိုတွေး၍ကြံရိတ်ခဲ့သည်ညကြီးနားတွင်ကျွန်တော်တို့ကိစ္စတွေပြီးပြီးနောက်တရက်၌ဘန်ခိန်ရွှေဆက်ဘက်သို့ထွက်ခဲ့သည်မိတ်ဆွေများကမူဘန်ခိန်မှနေ၍ခြေခဲတော်မှပျော်ဆင်းလာသော အေးစိမ့်သည့်ရေကိုချိုးချင်ကြသည်မန်ခင်ကမ်းပါမှကြောက်တောင်ကြီးတွေပေါ်မှာတက်လိုက်ဆင်းလိုက်လှုပ်ချင်ကြသည်သူတို့တွေမန်ခင်ကမ်းပါအောက်ကကြောက်ဆောင်တွေပေါ်မှာဓာတ်ပုံရိုက်နေကြစဉ်ကျွန်တော်ဒီခေါနူးတို့အိမ်ကိုလိုက်ရှာသည်ခေါနူးတို့အိမ်ကိုအလွယ်တကူပင်ရှာတွေ့၏တရားရှိခိုးကြောင်းနဲ့မလန်းမကန်တန့်ငယ်မှုဝဘိုးထရန်ကားသည့်ဟန့်မြင့်မြင့်သုံးပင်နှခမ်းခြေတန်းရှိအင်္ဂလီအိမ်ရှိခြံစည်းရိုးတွင်ဒီဇင်ဘာပန်းများက ဝေဒီအောင်ပွင့်နေကြသည်မြေတလင်းမှာတန့်ရှင်းနေ၏အိမ်တော်ဖေးဝတ်ချံတွင်ဝတ်သားအုံမတအုပ်အစာစားနေကြသည်ဟေးဦးကြံများကိုအစာကျွေးနေရမှတန်းအောင်ခေါ်လိုက်သောခေါင်းနှူးကိုတွေ့ရ၏ခေါင်းနှူးသည်တစ်ချင်လုံးကြီးခန့်နှွမ်းနှွမ်းတထဲကိုဝတ်ထားပြီးစစ်အင်ကြီးဟောင်းတထဲကိုအပြင်ထုတ်ရဝတ်ထား၏ကျင်းနီအောင်ဆန်ရွေရိုင်းတို့ကကျင်းနီအောင်နှဖူးပေါ်ဂုတ်ပေါ်ကိုခွာရကျဲကြလျက် ငါးနှစ်မှဆယ်နှစ်အတွင်းရှိကြအောင်မြည်ကလေးသုံးယောက်ကကစားနေရမှပြေးလာက အမိထမင်ကိုကိုင်းရင်ကျွန်တော်ကိုကြည့်နေကြသည်ဦးတကယ်လာတာကိုခေါ်နူးကဖိတ်ထားတယ်လေခေါ်နူးရဲ့နဖူးထဲမှာရှိတဲ့ခံစားချက်တွေကိုပြောပြမယ်ဆိုခေါ်နူးဤမျက်နှာသည်ကြည်လင်နေရမှအနှဲငယ်မှိုင်းသွားသည်တို့ရရင်ချက်ချင်းပြန်၍ပြုံးလိုက်ကကြပါလေပြောနိုင်ပါလေလာလာ ဦးကိုကျမယောက်ျားနဲ့မိတ်ဆက်ပေးရအောင်မယ်အိမ်မော်တက်ပါအောင်ကျွန်တော်ဒီဝါလီကအတိုင်းသူတို့အိမ်မော်တို့တက်လာခဲ့သည်ခွန်နူးကရှေ့မှတက်သွားပြီးသူ့ယောက်ျားကိုကချင်လိုလှမ်းပြော၏ပေါင်ရီရီဖြစ်နေသဖြင့်ရုတ်တရက်တော့ဘာကိုမှတဲကွဲစွာမမြင်ရခဏကြာသည့်အခါတွင်ဂုံဒီအိတ်တက်ထားသည့်ပက်လက်ကလထိုင်တစ်ခုပေါ်မှတဒန်သည်တုတ်လာ၏အဲ့ဒါကျမယောက်ျားဥပေါင်းတော့တဲ့ကောင်းကောင်းမမာဘူး ။တနေ့ကြော်လောက်ရှိပြီ။ခဏနေဦးနော်။စကားပြောရဲအောင်။ခေါင်းနူးဒီကျွန်တော်တို့နှစ်ယောက်ကိုထားခဲ့သည်။နောက်ဖေးတို့ဝင်သွားသည်။ကျွန်တော်ဒီဥပေါင်းတော်ကိုကြည်လိုက်ဤ။ဥပေါင်းတော်မှာအသက်60ကျော်ခန့်ရှိလေပြီ။တခါကတောင်တင်းကြက်ခံဟန်ရှိခဲ့တော်လဲ။ဇေယာနဲ့ဖျားတိတို့ဖြစ်စည်းသဖြင့်အိုမင်းသောလူမမာကြီးတယောက်မှန်ချက်ချင်းတည်တာသည်။ကျွန်တော်ဒီသူ့ကိုအားနာသဖြင့်ကျမ်းမာကြီးအကြောင်း အစားအသောက်အကြောင်းလောက်သာပြောပါသည်သူနှင့်ကျွန်တော်တို့ပြောစရာတခြားအကြောင်းလည်းရှိမည်မထင်ပါခနာကြာလင်ခွန်နူးသည်လက်ဖက်ရည်ချမ်းနှင့်စက်သား၆ပုဒ်တပကံကိုယူလာပြီးကျွန်တော်တို့ရှေ့တွင်ချသည်ကျမဒီကိုပြန်ရောက်လာတော့ကလေး၃ယောက်နဲ့လीအဖေကလည်းဆုံးအမေကလည်းနောက်အိမ်တော်ပြူသွားတော့နေရေးထိုင်ရေးတော်တော်လေးကျက်သေးပါတယ်။ဟောဒီကဥပေါင်းတော်ကအရင်ဆုံးကတောင်ပေါ်ကကချင်ရွာတရွာမှာရွာအုပ်ရဲ့ နောက်တော့အေးအေးချမ်းချမ်းမရှိလို့မန်ခင်ကိုပြောင်းလာတာဒီရောက်တော့လူကလည်းကောင်းကောင်းမချမ်းပါဘူးသူ့မှာလည်းတယောက်တည်းဆိုတော့ဆေးပေးမိ ਊ လိုတယ်မဟုတ်လားကျမမှာလည်းကလေးတွေနဲ့ဆိုတော့ဂျုံရကန်ရတာပေါ့ဦးရဲ့ဒီတင်ရွာကလူကြီးတွေက သူ့ကိုတနာလဲတနာကျမကိုလည်းတနာတာနဲ့သူနဲ့ကျမကိုနေရာချပေးလိုက်ကြတယ်လေသူကသူ့မှာရှိတဲ့ငွေကလေးအရင်အနီးထုတ်ပေးတယ်ကျမကအဲ့ဒီအရင်အနီးကလေးနဲ့ အယောင်းဝယ်လုပ်တယ်။ဥပေါင်းတော်ကကျွန်တော်တို့နှစ်ယောက်ပြောနေတဲ့စကားများကိုစိတ်ဝင်စားဟန်မတူပါ။ခဏကြာတော့ပက်လက်ကလထိုင်ပေါ်တွင်ဆောင်းငူခြုံ၍ပြန်ကွေးကပိန်းနေသည်။ခွန်နူးဤဇလန်းသည်ဘဝကြောင့်အချစ်ကိုမြေမြုပ်တကြိုသည့်ဇလန်းလား။အချစ်ကြောင့်ဘဝကိုမြေမြုပ်တကြိုသည့်ဇလန်းလား။ကျွန်တော်ဝေခွဲမရ။ခွန်နူးသည်စကားပြောရင်းသူ့ကျင်းနီအောင်နဖူးပေါ်သို့ဝဲကြလာတော့ဆန်ရွယ်ရိုင်းတို့ကိုပင့်တင်နေ၏။ ကျွန်တော်ကသူ့နဖူးကိုလှမ်းကြည့်လိုက်သည်ပြန်ပြူးနေသည့်နဖူးကလေးပေါ်နူးသည်ကျွန်တော်ကြည့်နေသည့်အသေးပဲကိုနားလည်လိုက်ဟန်ဖြင့်နဖူးထဲမှာတော့ပြောစရာတွေအများကြီးပေါ့ဦးရဲ့ဒါပေမဲ့မပြောတော့ပါဘူးရန်ကုန်ပြန်ရောက်ရင်သာမန်ခိန်ရွှေဆက်ကခေါ်နူးဆိုတဲ့အချင်းမကလေးတယောက်အတွက်အချစ်ဝတ္ထုလှလှကလေးတစ်ပုဒ်ရေးပေးပါလို့ဦးရေးနိုင်ပါမလားဟင်ခေါ်နူးဒီကျွန်တော်ကိုပြုံး၍ကြည့်နေသည် တို့ရာတွင်သူ့အပြုံးမှာတောင်ပြုံးအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like ကန် subscribe လုပ်ပေးဖို့လဲပရိသတ်အားလုံးကိုထပ်မံမြေတားရက်ခံကြပါရခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ